အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဦးတပ်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့နဝင်ဘာလ17ရက်ပိုင်းတွင်တနင်္လာသားသမီးများတွင်ကံကြမ္မာအကျိုးကြောင့်ဆိုးကောင်းလေးဒီနေ့မိတ်ဆွေများကိုမျှပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့တနင်္လာသားသမီးတွေပါလို့ရှိရင်ဒီဗီဒီယိုအစဆုံးလင်းကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ပြီးလို့ရှိရင်ကျွန်တော်နောက်ဆုံးမှာလည်းအထူးရည်ရလေးပေးထားပါတယ်မိတ်ဆွေများကဘယ်မျိုးနယ်ဘယ်နေရာဘယ်ဒေသဘယ်နိုင်ငံနဲ့ကြည့်လဲဆိုတာလေးကိုလည်းခမမှာရေးပေးပါအောင်ဗျာအဲ့တော့ကျွန်တော်တို့ရင်းနှီးမှုလေးရအောင်လို့ပေါ့နော်အဲ့တော့တင်းနာသားသမီးတွေဆက်တလပိုင်းရဲ့ကံကြမ္မာဖတ်ကြပေးရမှာအားတော်မရှိပါဘူး အားတော့မရှိပါဘူးတနည်းသားသမီးတွေဒီဆက်သက်စီဆက်သက်လာပိုင်းမှာကျွန်တော်တို့ညံ့နေတာကိုလည်းတွားတွေ့ရပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်နောက်ဆုံးမှထူးချက်တွေကလေးလှုပ်ပေးထားပါတယ်မိစီမြတ်ဒါလေးလှုပ်ပေးခြင်းအပြင်တော့ပြန်လည်ပြီးကံမြင့်ကံတက်ပြီးပြန်လည်ပြီးဆင်းပြီးလာမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကကောင်းတာလေးတွေရှိသလိုမကောင်းတာလေးတော်တော်များများရှိပါတယ်ကျွန်တော်ကောင်းတာလေးတွေအရင်မြောက်ပေးပါမယ်ဗျအဲ့တော့မိစီမြတ်ကောင်းတာလေးတွေဖြစ်စေချင်တာပေါ့နော်အဲ့တော့ကောင်းကောင်းတာလေးရောအိမ်ကမွကြဖြစ်ပါစေပေါ့အဲ့တော့ညံ့တာလေးတွေဖောက်လဲပါစေချောပါစေပေါ့ဗျာနော် ဲ့တော့ကျွန်တော်တို့ပထမဆုံးဒေသတာသမီအတွက်ကောင်းတာလေးတွေပြောမယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်တို့အဓိကငွေကြီးနဲ့ပတ်သက်ပြီးအရင်ပြောပေးမယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေတရဝင်လဲထွက်လိုက်အရန်ကိုဖြစ်နေလိမ့်မယ်ဝင်တာနည်းနည်းထွက်တာများများဖြစ်နေပါလိမ့်မယ်ငွေတွေမမြဲဘူးငွေတွေမမြဲဘူးဖြစ်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ငွေတွေရတော့မထင်မှတ်ထားတဲ့ငွေလေးရတော့ရစရာလေးလေးရှိလာတတ်တယ်ဒါလေးတော့ကျွန်တော်ကောင်းလာလေးချက်လေးပေါ့เนาะကျွန်တော်တို့ကထားပါတော့ကိုယ့်ရဲ့ ပုံမှန်လုပ်နေကြဝင်ဝင်မဟုတ်ပါနဲ့တခြားတခြားသောလမ်းတွေဝင်လာတဲ့ငွေတခုတော့ရခင်တော့ရှိတယ်အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီလက်တွေမှာအိမ်ချမ်းမြေတွေဝယ်ဝယ်ခိုင်းရဝယ်ရမယ့်ကိန်းတွေတော့ရှိတယ်ဝယ်ရမယ့်ဆိုလို့ရှိရင်လည်းဝယ်ဖို့စဉ်းစားထားရင်ဝယ်တာဝယ်ဝယ်ပလိုက်ပါဒီလက်တွေမှာဝယ်ရင်ကောင်းပါတယ်အိမ်ချမ်းမြေတိုက်ကစဖြစ်ပေါ့နော်အဲ့တော့ဝယ်ဖို့စဉ်းစားထားတဲ့မိတ်ဆွေများဝယ်လို့ရပါတယ်ခီးတွေတော့ရမယ်ဗျခီးတွေရတယ်ကျွန်တော်ကောင်းတဲ့ခီးတွေဖြစ်ပါလိမ့်မယ် ဲ့တော့ဒီလတွင်မှာအမှုပညာနဲ့ပတ်သက်ပြီးရန်ကိုအကျိုးပေးတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်မို့အမှုပညာရှင်တွေဆိုရင်ဒီလမှာအားထိုက်အားဆိုင်တင်ပါတယ်အဲ့တော့အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေအလားပါရေးရတွေအလားကုံတွေအတွက်အရန်ကိုအဆင်ပြေတဲ့ကာလဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ခီးခီးထွက်ရမယ်ဒီလတွင်မှာခီးတစ်ခုမို့တစ်ခုထွက်ရပါလိမ့်မယ်ထွက်တဲ့ခီးရလဲကောင်းပါလေပေါ့တော့ဟိုဒီအပေါင်းတင်းနေနဲ့အပေါင်းတင်းထွက်တဲ့ခီးဒီမှာလဲအပေါင်းတင်းရကိုညင်ပြပါလိမ့်မယ် ဲ့တော့ဒီလောက်တည်းမှာထူးခြားတာတစ်ခုကတော့ကျွန်တော်တို့မမြင်နိုင်တဲ့ပုဂ္ဂိုလ်ဒုတိယကုညီပေးလိုက်မယ်အဲ့တော့ဒါကြောင့်မလို့ပဋ္ဌာန်းဆက်တော့တိုက်ဆက်တော့ရိုးရနဲ့တည်းရှိရင်ဒီလောက်တည်းမှာပူဇော်ပတ်တာပေးဂိယုဆိုင်ပေးသွားပေးလာပေးပေါ့ဥမာငကစက်ရှိလို့ရှိရင်လည်းဟိုကြငကားတွေပါလေဆိုင်ဆိုင်ရဆိုင်ရပုဂ္ဂိုလ်တွေကိုကျွန်တော်တို့ပန်းတို့ကျွန်တော်တို့နွားနို့တို့စပြီးကတ်တာမျိုးတွေတစ်ခုလုပ်ပေးပေါ့နော်ကိုယ်ဆိုင်ဆိုင်ရပုဂ္ဂိုလ်တွေပြောပြတာပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးလှုပ်ပေးအဲ့တော့ဘာဘုံဝင်တို့ဘာဘုံမကောင်တို့စပစ်မလို့ဆိုင်ဆရာပုဂ္ဂိုလ်တွေပထမဆုံးရှိတဲ့သူတွေ ကိုယုံကြည်အားကိုးရာပုဂ္ဂိုလ်တူကိုကျွန်တော်သွားရောက်ဆက်တာမျိုးအပူဇော်ပူဇော်တာမျိုးမျက်နှာသွားပြတာမျိုးအဲ့လိုမျိုးတွေလုပ်ပြင်ကောင်းတယ်ဗျအဲ့တော့ဒီလောက်တည်းမှာတာတာတာကောင်းတမီကောင်းနေအဲ့တော့ဟိုကခလေးရောက်ဖို့အဲ့ကျွန်တော်ကြံရနေတဲ့အဲ့တော့အိမ်တော်ရှင်တွေအိမ်တော်သေးတွေတွေ့တော့ခလေးရမယ်ပေါ့နော်အဲ့တော့အဲ့တော့မိသားစုတည်းမှာလည်းတာကောင်းတာကောင်းတမီကောင်းလေးတွေခလေးတွေကကျွန်တော်တို့တွေပြောရဆိုရပြီးတော့လင်းဝင်ရင်းကြီးတွေရှိလာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ ဒီလောက်တွင်းမှာကံကောင်းစင်မဲ့နှစ်ရက်လေးလေးရှိတယ်ကံကောင်းစင်မဲ့ခဏလေးရှိပါတယ်အဲ့ဒါကတော့၄တို့6တို့ခွန်းတို့အဲ1တို့9တို့အဲ sorry 1တို့3ညတို့အဲ့ဒါလေးကကျွန်တော်တွေကံကောင်းတယ်ပုံနော်အဲ့အဲ့နေ့တွေမှာဥမာ၄ရက်နေ့သွားတာလို့6နေ့သွားတာလို့9နေ့သွားတာတို့ကျွန်တော်တွေ10ရက်နေ့သွားတာလို့9ရက်နေ့သွားတာတို့အဲ့လိုနေမျိုးသွားလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီလုပ်ငန်းအဆင်ပြေတယ်ပေါ့ဗျာပုံပို့လို့အားကောင်းစေတယ်ပေါ့အဲ့တော့ချင်းနဲ့ပတ်သက်ပြီးတော့အဲစဉ်းကျင်ဆရာလေးတွေတော့နည်းနည်းရှိမယ် အဲ့တော့ကိုကိုချစ်တော့ကိုနားနေထွက်သွားခြင်းနဲ့လိမ့်မယ်တခုတော့ရှိတယ်အာအရန်ထွက်သွားခြင်းတော့လွတ်ပေးလိုက်ပါဆွဲမထားပါနဲ့ကိုနဲ့ကိုက်ညီမဲ့ကိုနဲ့ဖူးစားရှင်အစ်စ်က ready ready ရှိနေပါတယ်အဲ့တော့ကိုနဲ့အဆင်ပြေမဲ့သူကိုရဲ့လက်လက်တွဲပေါ်အဲကျွန်တော်တို့ရဲ့ ready ရှိနေပါတယ်ဒါကြောင့်မလို့ဒီလာတွင်မှာတနေ့သားသမီးနဲ့အချင်းချင်းအဆင်မပြေဘူးကြောက်စားတဲ့ဖြစ်ရင်အရန်ကိုရဲ့ပတနာအရန်ထွက်သွားခြင်းနဲ့လွတ်ပေးလိုက်ပါဆွဲဆွဲမထားပါနဲ့ပေါ့နော်အဲ့တော့အပြောင်းလဲလေးအများကြီးကြောင်းမဲ့ကာလာဖြစ်နေလို့ပါ အခြေအနေပတ်သက်ပြီးရောအလုပ်ကိစ္စနဲ့ပတ်သက်ပြီးရောနေရာထိုင်ခင်းပတ်သက်ပြီးရော အပြောင်းလဲတွေတစ်ခုမှတစ်ခုကြုံလာပါလိမ့်မယ်။အဲ့ရပြောင်းရတာလို့နေရာဌာနပြောင်းရတာလို့အဲ့လိုမျိုးတွေတစ်ခုခုကြုံတစ်ခုမှတစ်ခုကြုံကြုံလာပါလိမ့်မယ်။ဒါတော့ဒီလောက်တွေ့မှာကျွန်တော်တို့လုပ်ငန်းတစ်ခုလုပ်မယ်ဆိုစက်တူရှယ်ယာတွေပါအကျိုးပေးတဲ့ကာလဖြစ်နေတယ်ပြတော့ပြောင်းမြန်နော်။စက်တူရှယ်ယာတွေပေါင်းလို့မယ်။အဲ့တော့ကိုတယောက်တည်းလုပ်လို့ရှိရင်အဆင်မပြေနိုင်ဘူး။ဒါကြောင့်မလို့အဖွဲလိုက်တယောက်၊နှစ်ယောက်၊သုံးယောက်စသဖြင့်ပေါင်းပြီးလုပ်မယ်။အဲ့လိုလုပ်လို့ရှိရင်အောင်မြင်တယ်ဗျာနော်။တယောက်တည်းလုပ်လို့ မောင်မြင်တဲ့ကာလဖြစ်နေပြန်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဒီအဒီရတွေမှာသူများရဲ့တက်ကိုပုံနည်းပုံစူးစမ်းရမယ်ဗျသူများသူများတွေတစ်ခေါက်နဲ့စူးစမ်းကျွန်တော်တို့ကနှစ်ခေါက်လောက်တော့စူးစမ်းမယ်အဲ့တော့ကျွန်တော်အဲ့လိုမျိုးလိုစူးစမ်းပေးပြန်တော့အဲပညာနဲ့ပတ်သက်ပြီးတော့ဒီလောက်တည်းမှာဆရာကောင်းတမန်ကောင်းတူဦးနဲ့တွေ့လိမ့်မယ်အတက်ပညာတစ်ခုခုကိုသင်ကြားခွင့်ရပါလိမ့်မယ် ဒါလည်းကောင်းတဲ့ကာလပါပဲဗျအဲ့တော့ကျွန်တော်တွေအမျိုးတရားဖြစ်စေကိုယ့်ရဲ့အိမ်တရားဖြစ်စေမိသားစုတရားဖြစ်စေမင်္ဂလာကိစ္စတရင်တစ်ခုကြားမယ်မင်္ဂလာဆောင်တွေပါသွားလာမယ်အဲ့တော့မင်္ဂလာကိစ္စအတွက်ပြောရဆိုတာညှိနှိုင်းတာမျိုးလေးလောက်ရမယ်ပေါ့နော်တခြားသားသမီးတွေလောက်တွင်းမှာကြုံပါလိမ့်မယ်အဲတကယ်လို့ထူးခြားတာတစ်ခုကလူမျိုးမတူတဲ့သူဘာသာမတူတဲ့လူကကျွန်တော်တို့ကိုကူညီပေးလိမ့်မယ်ဥပမာဟိုကျွန်တော်တို့မြန်မာလူမျိုးတွေဆိုတခြားလူမျိုးတွေကကိုကူညီပေးလိမ့်မယ်တခြားဘာသာဝင်တွေကကူညီပေးလိမ့်မယ် ျွန်တော်လူမျိုးကြားဘာသာကြားတွေအကူညီပေးမှာဖြစ်ပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့ဆောင်ဝဲဖြေရမှာ၄စာပေအင်တာဗျူးတွေစာပေပေါ့နော်ကျွန်တော်အဲ့လိုမျိုးလေးဖြေရဆိုတာလေးအောင်မြင်မဲ့ကာလမျိုးတော့ဖြစ်ပါတယ်ဒါကကောင်းတဲ့ချက်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ညံ့တဲ့ချက်လေးကတော်တော်များများကိုရှိနေပါတယ်အဲ့ဒါလေးလို့မိတ်ဆွေများချက်ကြည့်ပြပါဦးဗျအဲ့တော့ကျွန်တော်ဒီညံ့တဲ့ညံ့တဲ့ချက်လေးကတော့လွယ်ပါစေချောပါစေပေါ့ဗျာဒါပေမဲ့ပြပြကျွန်တော်တို့လေးသတိထားလို့တော့ရတာပေါ့နော် အဲ့ဒီဒီဆက်ဆက်လာပိုင်းမှာတနည်းသာသမီးတွေအဓိကအကြောင်းမှာတော့ငွေမမြဲခြင်းပြဿနာကိုကြုံရပါလိမ့်မယ်လုံးဝငွေမမြဲပါဘူးထွက်တဲ့ငွေကပိုများနေပါလိမ့်မယ်ဝင်လာတသိန်းဆိုထွက်တာ9သိန်းလောက်ထွက်နေပါလိမ့်မယ်ဝင်လာ1000ဆိုထွက်တာ9000လောက်ဖြစ်နေလိမ့်မယ်ဝင်လာ10သိန်းဆိုထွက်ထွက်တာ3000လောက်ဖြစ်နေလိမ့်မယ်အဲ့လိုထက်ငွေတွေအရန်များနေလိမ့်မယ်ဒါလေးယူဆိုင်ပြီးမှဒီလောက်တွေမှာဧည့်သည်မလာရဆိုတဲ့ဆိုင်ဖို့လောက်ကျွန်တော်ဆောင်ထားမလို့ဖြစ်နေပါပြီဧည့်သည်တွေလာမခံပါနဲ့အထူးသဖြင့်ခြေနှချောင်းမကယ်ကောင်းဆိုတဲ့ကာလဖြစ်နေပါတယ် ဲ့တော့သူများကိစ္စကြောင့်ကို့မှာဒုက္ခလာရောက်တာမျိုးလေးဖြစ်တတ်တယ်အဲ့လိုစိတ်ဒုက္ခရောက်တာမျိုးလေးသူများကိုကုညီလိုက်ကြကြမှာကို့မှာလာပြီးပြဿနာလာတဲ့အတာမျိုးလေးဖြစ်တတ်တယ်ဒါကြောင့်မလို့အချင်းတစ်ချောင်းမကယ်ကောင်းဧည့်သည်ပိုင်လာမယ်ဆိုလို့ရှိရင်နောက်လာမှလာပါလို့ပြောပြောလိုက်ပေါ့ဗျာနော်အဲ့တော့လာလာမယ်မဖြစ်မနေလာတယ်ဆိုလို့ရှိရင်လည်းကောက်ကောက်မမအဲ့ခံပြီးတော့မြန်မြန်လေးတပြန်လွတ်လိုက်ပေါ့ဗျာနော်ဒါမျိုးလေးလုပ်ပေးမယ်အဲ့တော့ဒီလားဒီလားကျွန်တော်တို့ကအဟောင်းနေစွန့်မဲ့လာကာလာဖြစ်နေပါတယ်တော့ ပြောင်းလဲတွေအများကြီးကြုံနေတယ်အဟောင်းတွေစုံမယ်ဘာလို့ဘလို့အဟောင်းတွေစုံမလဲဆိုတော့ကျွန်တော်တို့ကအဲကျွန်တော်ကျွန်တော်တို့အသုံးပြုခဲ့တဲ့ကျွန်တော်အသုံးပြုနေတဲ့အယခင်းတွေခေါင်းစွတ်တွေအဲ့ဒါလေးကိုအစ်စ်လဲမယ်ရှော့ဖို့ပြင်မယ်เนาะအယခင်းခေါင်းစွတ်တွေခြေနှောင်တွေကိုဖြစ်နိုင်ရင်အကုန်လုံးရှော့ပလိုက်ရှော့ပြီးတော့ပြန်သုံးသုံးဖို့အစ်စ်လေးစားရှိရင်အစ်စ်လဲပြီးဒါလေးအဓိကလုပ်ပြင်မယ်ကျွန်တော်တို့ကိုယ်မှာဝတ်ထားတဲ့အင်ကြီးဟောင်းတစ်ထည်ကိုရှော့လိုက်မယ် လျှော်လိုက်ပြီးမရှိနမသူကိုပေးလိုက်မယ်အရန်ဟောင်းနဲ့အင်းရစ်တထဲကိုတော့အရန်ဟောင်းနဲ့အင်းတထဲကိုနော် အရန်ဟောင်းနဲ့အင်းရစ်တထဲကိုတော့ကျွန်တော်ကျွန်တော်တို့ကဒီပေါ့နော်ဒီရေကိုရေထဲကိုမြှောက်ပြတ်မှာဖြစ်ပါတယ်တဘောတော့ဆုံးပြတ်မှာပေါ့ဗျာအရန်ဟောင်းနဲ့အင်းရစ်တထဲကိုမှရှိလိမ့်မယ်ဝလို့လည်းမရတော့ဘူးဒါပေမဲ့လွတ်ပြတ်မှလည်းနှမျောနေတယ်အဲ့လိုမျိုးဖြစ်နေပဲအဲ့ဒီအင်ဂျင်ကိုလွတ်ပလိုက်ပါအမိုက်ပုံတွေပဲပြစ်ပြစ်ဖျဲပြီးတော့ပဲပြစ်ပြစ်ကျွန်တော်တို့တွေ ဒီပေါ့နော်ရေထဲပဲမြျော့ကြိုက်တာလုတ်လိုက်ပါဒါလေးလုတ်ပြီးပို့လိုပါတယ်အဲဒီလောက်တည်းမှာ view site မှာတော့ပစ္စည်းပျောက်တတ်တယ်အခုစီမှာရှိတဲ့ဘာပစ္စည်းပဲဖုန်းတွေပါပေါ့နော်ဖုန်းတွေပါပျောက်တတ်တယ် less ပစ္စည်းတွေစပြီးကိုကိုနားမှာကိုမြင်တဲ့ကန်ဒီယားပစ္စည်းတခုခုပျောက်သွားတတ်တယ်ဒါလေးတော့ view site ပေးမယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ငွေချေးလို့မရပါဘူး။သူမရသွားချိမဲ့ဆိုလဲအဆင်မပြေသလိုကိုကသူမရချိမဲ့ဆိုလဲအဆင်မပြေပါဘူး။ဒါကြောင့်မငွေချေးချေးတာလေးပြတ်တွေမှမလောက်ပါနဲ့။ view ဆက်ပေးပါ။ အဲ့တော့ဒီလောက်တည်းမှာတယောက်တည်းလုံးမဲ့ကိုယ့်ရဲ့အကြံတွေရှိတယ်ကိုယ့်ရဲ့အကြံတွေစစ်ကူတွေကိုကငါတော့ဒီလောက်တည်းမှာဘာလုံးမဲ့กว่าဆိုအဲ့အကြံတွေကကျွန်တော်တို့တွေပြက်စီးပြက်သွားတတ်တယ်ပေါ့နော်အကြံလည်းမအောင်မြင်တတ်ဘူးဖြစ်လိမ့်မယ်တယောက်တည်းလုံးမဲ့ဆိုရင်မအောင်မြင်တတ်ဘူးအစုံလက်ပုံလက်ပြောင်းပြီးတော့အော်ငေါ့တော့ဒါလေးလုပ်ပြပေါ့ကွာဒါလေးကုညင်ပြပေါ့ဆက်ပြီးအကူညင်သွားတောင်းမယ်ဆိုလို့ရှိရင်တော့ပေါင်းပြီးလုပ်မယ်ဆိုရင်တော့ရတယ်တယောက်တည်းလုပ်လို့အဆင်မပြေဘူးပေါ့နော်အဲဒါမဲ့တောင်းကုညင်တောင်းမယ်ဆိုတော့တခုတည်းထားမှတော့လူလင်ခံတတ်တယ်ဗျလူလူလင်နဲ့တွေ့မယ် လူလိန်ကကျွန်တော်ပတ်စံနေငွေကြေးတွေစပြင်းယုံကြည်မှုတွေအဲအစပြင်းတော့ကျွန်တော်တွေမြင်တယ်လည်းမမြင်တာတွေရောလိန်သွားတက်တယ်အထူးသဖြင့်အချစ်ဆိုလို့ရှိရင်အချစ်တွေပါလိန်သွားတက်တယ်နော်အကုန်လုံးပါပါသွားတက်တယ်အဲလူတွေရောငွေတွေရောအဲတော့အားလုံးလိန်အလိန်ခန်းတဲ့ကာလတစ်ခုဖြစ်နေတယ်ဒါကြောင့်မဒီလပြင်မှာပဲလူယုံမထတာအကောင်းဆုံးမှာပဲဗျာ ပြလို့ရှိရင်တော့စီဝိုင်းနဲ့ပတ်သက်ပြီးတော့ဒီလောက်တည်းမှာငြိမ်းနေတာကောင်းပါတယ်အဲ့တော့ခုမှစီဝိုင်းအစ်တလုတ်ချင်တယ်ဆိုလို့ရှိရင်မလုတ်ပါနဲ့အောင်ခဏလောက်ငြိမ်းပေးပါနောက်နှစ်ပတ်လောက်တော့မဟုတ်နောက်လမှလုတ်လို့ရှိရင်ပို့လို့ကောင်းပါတယ်ဗျအဲကျွန်တော်ဆိုတော့ပြောလို့ပဲစီဝိုင်းအလုံးမဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအပေါင်းလိုက်အစုလိုက်အပြုံလိုက်လုတ်တာကောင်းပါတယ်နော်ဒါမျိုးလေးလုတ်ပေးရမှာဖြစ်ပါတယ်ဗျကျမိုင်းနဲ့ပတ်သက်ပြီးတော့သွေးနဲ့ပတ်သက်တဲ့အဲကျွန်တော်တွေဝင်လာလေးနည်းနည်းလေးတော့ရှိတယ် သွေးတိုးတို့အဲကျွန်တော်တွေသွေးထုသွေးတက်တာတို့စားပြီးခေါင်းမူးခေါင်းကြိုက်တာလေးအဲ့လိုမျိုးလေးဒီလတွင်းမှာရှိလိမ့်မယ်ပြီးတော့ကျွန်တော်တွေစိတ်ညစ်နေရမယ်ငွေကြေးကြောင့်စိတ်စိတ်ညစ်တက်တယ်ဒါကြောင့်မို့ငွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်မယ်ဆိုတော့သူသူတစ်ပါးကြောင့်စိတ်ညစ်တက်တယ်ဟောငွေတွေကိုသူများကိုခြေကြငားတာမျိုးလေးအမက်ခံပေးတာမျိုးတွေလုံးဝမလုပ်ပါနဲ့အဲ့တော့ချစ်သူနဲ့ပတ်သက်ပြီးတော့ချစ်သူတွေလမ်းခွဲရတတ်တယ်ချစ်သူတွေလမ်းခွဲရတတ်တယ်သူကအဟောင်းနေအဟောင်းနေဆွတ်ရမယ့်ကာလဖြစ်နေတော့သူက ဒီစားဟောင်းနဲ့ချစ်သူဟောင်းတွေပါလမ်းခွဲရတတ်တယ်နော်ဒါမျိုးလေး view site ပြင်မယ်ကိုကတကယ်ချစ်တယ်တကယ်ပဲလက်တွေ့ဖို့စိတ်စိတ်ကူးထားတယ်ဆိုရင်တော့ဒီလောက်တွေမှာနည်းနည်းလေးတိခန့်ပြီးတော့ကျွန်တော်တွေပေါင်းပေးပုံတော့စကားများတာလေးသုံးဝတာသုံးဝတာလေးနည်းနည်း short ပေးမယ်တော့ဒီလောက်တွေမှာဘာပဲဖြစ်စိတ်နှခွဖြစ်နေလိမ့်မယ်ငါဟိုအလုံးဝကောင်းမလားဒီဟာလောကကောင်းမလားအာသူ့ကိုအာသူ့ကိုဖြတ်လိုက်ရကောင်းမလားအာဒီလောက်အလုံးလေးကောင်းမလားအဲ့လိုမျိုးလေး ဟိုမြောက်ဒီမြောက်စိတ်တရားဟိုနှစ်ခွနဲ့တစ်ခွဖြစ်လည်နေမယ်အဲ့လိုကြောက်လဲစိတ်ပင်မန်းလူပင်မန်းလေးဖြစ်နေတတ်တယ်အဲ့အဲ့လိုမျိုးစိတ်နှစ်ခွဖြစ်နေလို့လဲတချို့လုတ်တရားထင်တာထက်မပြီးမြောက်တာဆိုထင်ရတဲ့မပြီးတာမျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလေးမဖြစ်အောင်လို့တရားလေးပါထိုင်ပေးမယ်နော်ဒီလောက်တည်းမှာဘာဒီလောက်တည်းမှာသူများတဲ့ဘာသာရေးလေးပို့လို့ပြပါသူများတဲ့ဘာသာရေးပို့လို့ပြရမယ်နော်အဲ့တော့ကျွန်တော်တို့ ဘာဘာပဲလို့လို့စီဝါရေးလို့လောင်ကစားလို့လုပ်မယ်ဆိုလို့ရှိရင်လည်းအရေမစွန့်ပါနဲ့လောင်ကစားတွေပါဒီဒီလပြည့်မှာအနည်းနည်းရှောင်ပေးပါလောင်ကစားတွေစီဝါရေးတွေရတော့အရေစုံပြီးလောက်တာမျိုးလေးမလုပ်သင့်ပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကျမိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆောပြောလို့ပဲသွေးနဲ့ပတ်သက်တာလေးခေါင်းမကြည်တာတွေခေါင်းကိတ်တာတွေစပြင်မနော်ကျွန်တော်အဲ့ဒါမျိုးလေးတော့ဖြစ်မယ်ကျမိုင်းနဲ့ပတ်သက်ပြီးတော့လူလူလူကြီးပိုင်းနေတော့နည်းနည်းစီးုံစီးကန်းကျွန်တော်စီးတောက်စီးတိုးလောက်ရတာမျိုးလေးနည်းနည်းကြုံလိုက်မယ်ဆိုရင်ကြတော့မရှိပါဘူး ဒါကဒါကကျွန်တော်ညံ့တဲ့ချက်လေးပဲဖြစ်ပါတယ်ကျွန်တော်ကောင်းတာလေးလည်းမရပေးခဲ့တယ်ညံ့တာလေးလည်းမရပေးခဲ့ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ကောင်းတာလေးလည်းပိုကောင်းသွားအောင်ညံ့တာလေးလည်းပြန်ပြန်လည်ပြီးတော့ကောင်းသွားအောင်ငွေတွေမြဲနေအောင်အလုပ်ကိုင်းနေအဆင်ပြေနေအောင်ဒီလောက်တွင်မှာတိုက်ကနော့ရှက်တွေအရင်ပေါ်လာပါလိမ့်မယ်ကိုကအဆင်လည်းမပြေဘူးအဲ့ဒါငွေကြီးနဲ့ပတ်သက်ပြီးတဲ့အဆင်မပြေဘူးဒါပေမဲ့ကိုကတိုက်ခိုက်မဲ့သူကလည်းပေါ်ပေါ်နေသေးတယ်အလုပ်တွေလုပ်မယ်ဆိုလို့လည်းအလုပ်တွေကအဆင်မပြေပြန်ဘူးဒီလိုမျိုးလေးခက်ခဲလေးတော့ကြုံရတတ်တယ်ဗျာနော် ဲ့တော့ကျွန်တော်တွေဒီကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကြောက်ရေနစ်ကျွန်တော်ရေနစ်တူကိုဝါဝါကူမဟုတ်မနဲ့ဝါနဲ့ထိုးထိုးချတယ်လို့အဲ့လိုမျိုးလေးကြုံရလိမ့်မယ်တယောက်ရက်ကကျွန်တော်တို့ကိုအဲ့လိုမျိုးထိုးချလိမ့်မယ်တယောက်ကကျွန်တော်တို့ကိုလေမှုစောင့်နေလိမ့်မယ်တယောက်ကကျွန်တော်တို့ကိုခြောက်ခြောက်ဖို့စောင့်နေလိမ့်မယ်တယောက်ကကျွန်တော်ကျွန်တော်တို့ရဲ့ပြက်စီရဲ့ပြက်စီချောင်းတွေကျန်းနေလိမ့်မယ်ဒါကြောင့်မို့ဒီလောက်တည်းမှာအတိုက်ခိုက်တွေရန်များနေပါတယ်ဒါလေးလည်းပြုဆိုင်ပြင်မှာဖြစ်ပါတယ်ဗျโอเค အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတလလုံးမှာကံကောင်းလက်ကောင်းပြီးတော့အတိုက်ခိုက်ရလဲရှင်းမယ်အဲငွေတွေလည်းမြဲနေမယ်အလုတ်ကန်လည်းအဆင်ပြေဖို့အဲငွေတွေကထောက်ပံ့ကောင်းနေအများကြီးရဖို့အတွက်အဲ့တော့ကျွန်တော်ညီအဲလုတ်ဖို့အတွက်ကျွန်တော်တို့တွေလုံးမလုံးမကြီးရတရားလေးကျွန်တော်တေချာလေးမြောက်ပေးပါမယ်မင်းရှင်မတရားလေးတေချာလေးလုတ်ပြီးပါဒါဆိုလို့ရှိရင်ဒီတလလုံးမှာကံကောင်းတော့မှဖြစ်ပါတယ်ဗျအဲ့တော့ပထမဆုံးကတော့ကျွန်တော်မင်းရှင်မခါတိုင်းလုံးနေတဲ့အချိန်မှာကျွန်တော်တို့ကတနေ့သားသမီးနေဆိုတော့တနေ့နံနေဖြစ်တဲ့ခိုးတို့ခွေးတို့ငါးတို့ ကနန်းတို့အဲစားပြီးအဲ့ဒါအဲ့ဒါမျိုးလေးလေးအဲ့ဒီနိမ့်နာမျိုးလေးလေးအစာလေးကျွေးပေးမယ်ငားလေးလွတ်ပေးမယ်ကနန်းလေးလွတ်ပေးမယ်နော်ကိုနိုင်နိုင်ငါတို့လောက်ပေါ့နော်ကနန်းလွတ်မယ်ငားလေးလွတ်မယ်ကိုရခွေးလေးကြောင်တွေကိုလမ်းမရအောင်နော်လမ်းမရကိုရခွေးလေးကြောင်တွေကိုကိုကိုလက်နဲ့တေချာလေးနေမယ်လက်နဲ့တေချာလေးနေပြီးတော့အစာကျွေးမယ်နော်အိမ်မှာရှိတဲ့ဖျားကိုကျွန်တော်တို့ထီးဖြူပေါ့နော်ထီးဖြူ၃လက်ထီးဖြူ၃လက်လုပေးမယ်နွားတို့ကပ်ပေးမယ် အိမ်မှာရှိတဲ့ဖရာကိုထိပြုသုံးလက်လူပေးမယ်နွားနုတ်ကပ်ပေးမယ်ငပြောသီးတို့ပန်းသီးတို့ချိုးတဲ့အသီးလေးလေးဖရာမှာကပ်ပေးမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့တန်ဖိုးတိခါတာကိုမနှက်တိုင်းမနှက်တိုင်းကျွန်တော်တို့ရုပ်ပေးပါမနှက်တိုင်း28ခေါက်ပြအောင်ရုပ်ပေးနိုင်အောင်ပိုကောင်းတယ်အဲ့တော့အချိန်မရလို့ရှိရင်တော့9ခေါက်ပဲရုပ်ပါနော်တံမိုးတိခါတာကို28ခေါက်သုံးမဟုတ်အချိန်မရလို့ရှိရင်9ခေါက် မနှက်တိုင်းရုပ်ပေးမှာဖြစ်ပါတယ်မနှက်တိုင်းအလုံးမသွားမီအပြင်မထွက်မီရွသွားပါဗျကျွန်တော်တို့တွေကံကောင်းလက်ကောင်းပြီးတော့အတိုက်ခိုက်တွေရှင်းသွားပါလိမ့်မယ်ပြီးလို့ရှိရင်နောက်ဆုံးအနေနဲ့လုံးမဲ့ရေကြေကြလေးတစ်ခုကတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့အိမ်မှာကျွန်တော်တို့အိမ်အပေါ့ဝတွေမှာမဟုတ်အိမ်ပေါ့ဝတွေမှာရှိနေတဲ့ ठी တွေ ठी စုပ်တွေဖနှက်စုပ်တွေသုံးများတဲ့အင်ဂျင်အိုးစားတွေကိုဒီလတွင်မှာစွန့်ပစ်ပါအဟောင်းတွေကိုသုံးများတဲ့ဟာလေးစွန့်ပစ်ပါ နိုင်နိုင်ထဲမှာထည့်ထားတဲ့တက်ကက်အဟောင်းတွေပါရွှွန့်ပြပါနိုင်အပြက်တွေပါရှိရင်ဆွန့်ပြပေးပါအဲ့တော့စနေနံတွေအိမ်မှာရှိနေအပြက်တွေသုံးများတာတွေပေါ့နော်သုံးများတာတွေရောင်းတင်တာရောင်းမလိုက်လွန့်ပြတင်တာလွန့်ပြလိုက်ပါဇာမျိုးလေးလုတ်ပခြင်းအဖြစ်လဲကျွန်တော်တို့မှာရှိတဲ့မကောင်းတဲ့အညံ့တွေကထွက်သွားမှာဖြစ်ပါတယ်ဗျအဲ့တော့90ဒီပါတွေရက်နေတာတကယ်အကုန်နေတာဆိုလို့ရှိရင်တော့ချက်ချင်းလဲပါအကုန်မခံနဲ့နိုင်လေးအရက်မခံပါနဲ့နော်။ဒါမျိုးလေး view view ဆက်ပေးမယ်ပုံတော့ဖုံးကွဲတွေပါတယ်၃ရက်လူတွေရှိတယ်နော်။ အရန်ကွဲခြင်းတွေလို့အစ်စ်လဲတက်ပါတယ်အဲ့တော့ကျွန်တော်ဒီလောက်တည်းမှာဖုံးကွဲလေးပါတယ်တိတ်မတုံးတဲ့ကာလမျိုးဖြစ်နေပါတယ်ဒါလေးလို့ကျွန်တော်မိတ်ဆွေများတော့အဆင်ပြေနေလဲပေါ့နော်အဆင်အဆင်မပြေတော့တိတ်ပြီးတော့မတက်နိုင်သေးလေသဘောပေါ့နော်ကျွန်တော်ကတော့လဲလဲလဲသိချင်ပါတယ်အကွဲကြီးနဲ့မကင်ကောင်းပါဘူးဗျ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တင်းတဲ့သားသမီးတွေဒီလပိုင်းအတွင်းမှာကျွန်တော်တို့တွေအဆင်ပြေလာမှာဖြစ်ပါတယ်အဋိဌံပတိစိတ်လို့လဲမိတ်ဆွေများလဲစိတ်လို့ရအောင်လို့ပတိစိတ်နည်းလေးကိုမြောက်ပေးပေးပါမယ်ဟောကျွန်တော် ုံတပ်ပလာဗံမေဘဝိတ္တိပုံတပ်ပလာဗံမေဘဝိတ္တိပုံတပ်ပလာဗံမေဘဝိတ္တိတို့တရားရှိလုံးပဒိနဲ့တော့တပတ်ပဲစိတ်ပိယုံမှာပဲပုံတပ်ပလာဗံမေဘဝိတ္တိဒီညမှာတချို့ကအုံထဲရှာလေတချို့လည်းအုံမထဲဘူးအုံထဲလည်းရတယ်အုံမထဲလည်းရပါတယ်မနော်အဲ့တော့အုံတပ်ပလာဗံမေဘဝိတ္တိ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 ကိုကျွန်တော်ရွတ်ကျွန်တော်တွေရွတ်မယ်ဆိုလည်းရတယ်ပရိစိတ်မယ်ဆိုလည်းရပါတယ်ဗျကျွန်တော်တွေ တပတ်လာပံအလုံးစုံသောဥစ္စာလက်လက်ပတ်တွေငွေငွေကြေးတရားကျွန်တော်စီကို လာပါစေပေါ့ခွန်တို့ကျွန်တော်တွေမဟုတ်ရမသေးဖြစ်ပါစေတတိပေါ့လေအဲ့တော့ကျွန်တော်တွေဟောတပတ်လာပံမေဘဝတတိကိုလည်းအယူအယူမဲ့ဆိုလည်းယူပြလို့ရတယ်ပရိစိတ်မဲ့ဆိုလည်းစိတ်လို့ရပါတယ်ဗျဒါဆိုရင်ငွေကြေးဥစ္စာလက်လက်ပတ်တွေရတဏျံဖို့တဏျံနေရောက်လာပါလိမ့်မယ်ကဲ ဒါလေးပါပဲဗျအဲကျွန်တော်မိတ်ဆွေတင်တင်တာသမီးတွေတလို့ဆိုရင်အဆင်ပြေမယ်ထင်ပါတယ်။အဲဆင်မပြေတို့ခက်ခဲရှိတဲ့ရင်လည်းမေးခဲ့လို့ရပါတယ်။အဲမိတ်ဆွေတင်တင်တာသမီးအားလုံးပဲကံကောင်းလက်ကောင်းကျွန်တော်တွေငွေဝင်အဆင်ပြေအလုပ်ကိုင်းနေအဆင်ပြေပြီးတိုက်ခတ်နှုတ်ရှိတဲ့ရှင်းပါစေ။စီးပွားရေးတွေတိုးတက်ပြီးတော့အလူတန်းတွေလည်းလုံနိုင်ပါစေဗျ။အဲဘယ်နေရာတွေကြည့်နေဆိုတော့ comment လေးမှာရေးပေးပါအောင်။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။